တာလီစွာပါဒီကနေ့အော်တိုဘာလ28ရက်နေ့နရဇရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမဟန္နာက တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရခိုင်ပြည်စစ်တွေမြို့ပြင်မှာတည်ရှိတဲ့အောင်တိုင်ကျွရနဲ့အမြင့်ကျွန်ကျွရအနီးကမင်းချောင်းတရာအနီးမှာဒီလ26ရက်နေ့ညအချိန်ကနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့သတင်း ရခိုင်ပြည်တောင်ကုန်းမြို့နယ်မှာတည်ရှိတဲ့မဟာတထကိုပိုင်အခမဲ့အထက်တန်းချောင်းကိုစစ်တပ်လေတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကြောက်ဖြူမြို့နယ်မှာစစ်တပ်ဘက်က လူနေကျေးရွာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်တနယ်လုံးနီးပါးစစ်ဆောင်နေရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးသွားပါမယ်။ ရခိုင်ပြည်စစ်တွေမြို့ပြင်မှာတည်ရှိတဲ့အောင်တိုင်ကျေးရွာနဲ့အမြင့်ကျွန်းကျေးရွာအနီးကမင်းချောင်းတရာအနီးမှာဒီလ26ရက်နေ့ညအချိန်ကနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါရတယ်။ ရခိုင်ပြည်စစ်တွေမြို့ပြင်မှာတည်ရှိတဲ့အောင်တိုင်ကျေးရွာနဲ့အမြင့်ကျွန်ကျေးရွာအနီးကမင်းချောင်းတရာအနီးမှာဒီလ26ရက်နေ့ညအချိန်ကနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါရယ်အော်တိုဘာလ26ရက်နေ့ညကအမြင့်ကျွန်အနီးရှိကင်းချောင်းတရာအနီးမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့အေအေနဲ့မြန်မာစစ်တပ်တို့အကြားနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့စစ်တွေမြို့အနောက်ဖက် ပင်လယ်ကမ်းခြေမှာတည်ရှိတဲ့အောင်တိုင်ကျေးရွာမှာလည်းအပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့သိရပါရယ် အောင်တန်ရွာဘက်ကနေလွန်ခဲ့တဲ့စနေနေ့ညအချိန်ကလက်နက်ငယ်ပစ်ခတ်တပ်တွေကြားလိုက်ရတဲ့တိုက်ပွဲဖြစ်တာလားသိချာမပြောနိုင်ပေမဲ့လက်နက်ငယ်ပစ်ခတ်တပ်တွေအချိန်အတော်ကြီးကြားခဲ့ရတယ်လို့စစ်တွေမြို့ကန်ဒေသခံတအူးကပြောပါရတယ်။ စစ်တွေမြို့နယ်အောင်တိုင်ကျွော်ရှိအကျန်းဖက်စစ်တပ်စခန်းကိုအောက်တိုဘာ26ရက်နေ့ကအာရခတပ်တော် AA ကဝင်တိုက်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့လည်းနရစရာသတင်းဌာနအနေနဲ့တိကျအတိပြုနိုင်တာတော့မရှိသေးပါဘူးအခုလိုပြစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်စစ်ကော်မရှင်ကနေစစ်တွေမြို့မှာစစ်ရေးပြင်ဆင်မှုတွေကိုတုံ့ပြန်လှုပ်ဆောင်လာတယ်လို့စစ်တွေမြို့ကန္နာလန်တွာလာခွင့်တွေကိုပိတ်ထားတယ်လို့သိရပါတယ်အခုလိုမြို့ပြင်နေရာအချို့မှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပေမဲ့ဒီပြစ်ခတ်မှုတွေဟာမြန်မာစစ်တပ်က အာရခတက်တော်အေအေထိန်ချုပ်ထားတဲ့မြို့နယ်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပေါ်အေအေကပြန်လဲတုတ်ပြန်လာလားဒါမှမဟုတ်စစ်တွေမျိုးကိုကနတ်ဦးစတင်တိုက်ခိုက်မှုလားဆိုတာကိုတော့နရေစရာအနေနဲ့တိတိကျကျမသိရှိရသေးပါဘူးလွန်ခဲ့တဲ့စနေနေ့ညကလည်းအေအေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာစစ်တွေအခြေဆိုင်ဒါကာစယုံ အနီးမှာကြာရောက်ပောက်ကွဲခဲ့တဲ့အတွက်စစ်သားအချို့သေဆုံးဒဏ်ရာရရှိခဲ့တာတွေရှိတယ်လို့အတိမပြည့်ရသေးတဲ့သတင်းတွေအရသိရပါဗျ။ တောင်ကုန်းမြို့နယ်မိချောင်းထိုးကျေးရွာနာကမဟာတထအခမဲ့ကိုပိုင်အထက်တန်းချောင်းကို မနေ့ကအော်တိုဘာလ28ရက်နေ့ညနေပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံလာကျဲခဲ့တဲ့အတွက်ကျောင်းအဆောက်အအုံတချို့ထိခိုက်သွားတယ်လို့တောင်ကုန်းဒေသခံတယောက်ကနရီဇရာကိုပြောပါတယ်။ တောင်ကုန်းမြို့နယ်မိချောင်းထိုးကျေးရွာနာကအဲ့ဒီကြောင်းကိုမနေ့ကအော်တိုဘာလ28ရက်နေ့ညနေပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံလာကျဲခဲ့တဲ့အတွက်ကြောင်းအဆောက်အအုံ တချို့ထိခိုက်သွားတယ်လို့တောင်ကုန်းဒေသခံတယောက်ကနရစရာကိုပြောပါရယ်တောင်ကုတ်ယူလန်ဘက်မှာအေအေကအသာစီးရထားတာများတော့တိုက်ပွဲဧရိယာဝင်းကျင်နဲ့မသက်ဆိုင်တဲ့နေရာတွေကိုလည်းဘုံကျဲတိုက်ခိုက်တယ်လို့ဒေသခံတအူးကပြောပါရယ် အဓိကအနေနဲ့အခုလိုဘုံကျဲရမှာအေးအေးတင်းထားတဲ့မြို့တွေကိုလည်းအညှိုးတွေနဲ့ဘုံကျဲရလို့ပြောဆိုပါတယ်မနေ့ကဆိုရင်မဟာတထအခမဲ့ကိုပိုင်အထက်တန်းချောင်းကိုရွေကျက်ရှိရှိလာကျဲခဲ့တာဖြစ်ပေမဲ့လူမနေတဲ့အတွက်အထိကိတ်တစုံတရာတော့မရှိဘူးလို့သိရပါဗျ အကြမ်းဖက်မြန်မာစစ်ကော်မရှင်တပ်ဟာရခိုင်ပြည်ကလူနေများနေတဲ့စတင်ကြောင်းတွေဆေးရုံတွေဖုံးတော်ကြီးကျောင်းတွေနဲ့ဈေးတွေကိုပိတ်မှတ်ထားပြီးမကြာခဏဘုံလာကျဲတယ်လို့ရခိုင်စစ်ရေးလေလာသုံးသက်သူတွေကပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်ညအချိန်ကလည်းကြောက်တော်မျိုးနဲ့တရက်တပင်ကျွာရှိကိုပိုင်ဘော်ရာကျောင်းနှစ်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ညအချိန်အိတ်နေတဲ့ကျောင်းသူကျောင်းသား20သေဆုံးပြီး20ကျော်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ကြဖြူမျိုးနယ်မှာစစ်တပ်ဘက်ကလူနေကျေးရွာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်တနယ်လုံးနီးပါးဆစ်ဆောင်နေရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးသွားပါမယ်။ ချောက်ဖြူမြို့နယ်မှာစစ်မြေပြင်အေရိယာကျယ်ပြန့်လာပြီးစစ်တပ်ဘက်ကလူနေကျွရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်ချောက်ဖြူတနယ်လုံးနီးပါးစစ်ရှောင်နေရပြီးလက်ရှိစစ်ရှောင်ဥယေဟာတိုင်းနာကိုကတ်လာပြီလို့ဒေသတွေကလူမှုရေးဆောင်ရွက်နေသူတွေကပြောပါရယ်ချောက်ဖြူမြို့နယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကစလို့စက်တင်ဘာလအထိစစ်ဘေးရှောင်ဥယေ9000ကျော်အထိရှိခဲ့ရာကနေအခုလအောက်တိုဘာလအထိစစ်ရှောင်ဥယေအခုလိုတိုးလာခဲ့တာလို့ဒေသခံတွေကပြောပါရယ် ကြောက်ဖြူမင်းပြားကားလန်းတလျှောက်ကကြောက်ပြောက်မင်းပြင်းချောင်းဝရေနံတောင်ဝနက်ချွန်ငအုပ်ဝမြောင်ကြောက်ကလေးပေါ်တူရွာတက်ရွာဟောင်းကလဘာစားတဲ့ကျွရွာတွေကရွာသားတွေစစ်ပေးရှောင်နေရတယ်လို့သိရပါတယ်စစ်တပ်ဘက်ကကြောက်ဖြူမှာတိုက်ပွဲနဲ့မတက်ဆိုင်တဲ့ကျွော်တွေကို Jet Fighter, Navy တွေအပြင် Drone, Paramotor တွေနဲ့ပါတိုက်ခိုက်တယ်လို့ ကျောက်ဖြူအခြေဆိုင်တပ်ရင်းတွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက်အခုလိုပြည်သူတွေထွက်ပြေးနေရခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။လက်ရှိကျောက်ဖြူမြို့ပြင်မှာတော့ AA နဲ့စစ်ကော်မရှင်တပ်တို့အကြအကြီးအကျယ်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့သိရပါရယ်။ ချဖြူမြို့နယ်မှာစစ်မြေပြင်ဧရိယာကျယ်ပြန့်လာပြီးစစ်တပ်ဘက်ကလူနေကျေးရွာတွေကိုပိတ်မတ်ထားတိုက်ခိုက်နေတဲ့အတွက်ချဖြူတနယ်လုံးနီးပါးစစ်ရှောင်နေရပြီးလက်ရှိစစ်ရှောင်ဥယျာဟာတိုင်းနာကိုကတ်လာပြီလို့ဒေသတွင်ကလူမှုရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ ပြည်တွင်းသတင်းသဘောအနေနဲ့ပဲခူးတိုင်းပန်တောင်မြို့နယ်ပကံကွဲအနီးကစစ်ကောင်စီ point 63လုံးစခန်းကုန်းကိုပြန်လည်ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းဟာအကြအစုံများပြီးနောက်ဆုတ်ရာကနေအေအေကလိုက်လံချေမုံတိုက်ခိုက်စဉ်စစ်တပ်ရဲ့ဂျားစခန်းငယ်တစ်ခုကိုထပ်မံတိုက်ပိုက်ခံခဲ့ရတယ်လို့သိရပါဗျ။ ပဲခူးတိုင်းပန်းတောင်မြို့နယ်ပကံကွဲအနီးကစစ်ကောင်စီ .63 လုံးစခန်းကုန်းကိုပြန်လည်ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းဟာအကြအဆုံများပြီးနောက်ဆုတ်ရာကနေအေအေကလိုက်လံချိန်မုံတိုက်ခိုက်စဉ်စစ်တပ်ရဲ့ဂျားစခန်းငယ်တစ်ခုထပ်မံသိမ်းပိုက်ခံလိုက်ရတယ်လို့သိရပါတယ်။အဲ့ဒီထောက်ပို့စခန်းငယ်ကိုအေအေထန်သိမ်းပိုက်ခံရပြီးနောက်စစ်တပ်ဟာပန်းတောင်မြို့နယ်ကကပါစာ16နဲ့နှမိုင်ကျော်ခန့်အကွာအဝေးပတ်ဝန်းကျင်နေရာတွေကိုဝိုင်းတွဲချက်ဒရုန်း တင့်ကအတွဲလိုက်ပစ်တဲ့ဒုံးနေနဲ့ပါဆက်လက်ပစ်ခတ်နေတယ်လို့သိရပါတယ်။လက်ရှိအေအေနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲဟာကပါစာ16အနီးထိရောက်ရှိလာတာကြောင့်စစ်ကူစစ်ကြောင်းတွေထပ်မံဆေးလွတ်ထားပြီးမတုံကျေးရပတ်ဝန်းကျင်မှာတပ်ဖွဲ့အင်အား900ခန့်တပ်ဖြန့်ထားတယ်လို့ဒေသခံစစ်ရေးတရင်ရင်းမြစ်ကဆိုပါရယ်ကပါစာ16ဝင်ပေါက် .63 လုံးစခန်းကုန်းကိုအေအေဥဆောင်တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေက အော်တိုဘာလ14ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်စခန်းကုန်းကိုစစ်တပ်ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာရာနေတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့အပြစ်အခက်ရက်စဲရေးကိုကြေညာခဲ့ပြီးနောက်နေဆက်မှာပြစ်ခတ်မှုဖြစ်ပွားပြီးပါကစ္စတန်စစ်တောင်း9ဦးနဲ့အာဖဂန်စစ်တွေကြော25ဦးသေဆုံးခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကသတင်းကွန်ရီနီမှာပြောကြားလိုက်ပါတယ်။ ါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့အပြစ်အခက်ရက်စရေးကိုကြေညာခဲ့ပြီးနောက်48နာရီအကြာမှာနယ်စပ်မှာပစ်ခတ်မှုဖြစ်ပွားပြီးပါကစ္စတန်စစ်သား5ဦးနဲ့အာဖဂန်စစ်သွေးကြွား25ဦးသေဆုံးခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကတနင်္ဂနွေနေ့မှာပြောကြားလိုက်ပါတယ်မကြသေးမီကအပြစ်အခက်ရက်စရေးအပြီးအာဖဂန်နဲ့ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့တွေတူရကီနိုင်ငံမြို့တော် assistant ဘူမှာဆွေးနွေးပွဲတွေကျင်းပနေစဉ်အတွင်းဒီတိုက်ခိုက်မှုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တာလီဘန်တွေ2021ခုနှစ်ကအာဏာရရှိလာပြီးနောက်ပိုင်းပါကစ္စတန်စစ်တပ်နဲ့အာဖဂန်နစ္စတန်စစ်တပ်တို့အကြားအဆိုးရွားဆုံးနေဆက်တိုက်ပွဲတွေဟာအခုလအစောပိုင်းကဖြစ်ပွားခဲ့ပါတယ်။ကာတာနဲ့တူရကီတို့ဂျားဝင်စစ်ဆက်ပေးမှုကြောင့်ဒုတိယအကြိမ်မြောက်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့အကြားအပြစ်အခက်ရက်စဲရေးကိုပြီးခဲ့တဲ့တနင်္ဂနွေနေ့ကရရှိခဲ့ပါတယ်။ ါကစ္စတန်ကာကွယ်ရေးဝန်ကြီးကတနင်္ဂနွေနေ့မှာပြောကြားရမှာတော့ဒီအပြစ်အခက်ရက်စဲရေးဟာဆက်လက်တည်ရှိနေဆဲဖြစ်ပြီးအာဖဂန်နစ္စတန်အနေနဲ့ငြိမ်းချမ်းရေးကိုလိုလားလိမ့်မယ်လို့သူယုံကြည်တဲ့အကြောင်းပြောကြားခဲ့ပါတယ်။ အစ္စတန်ဘူငိမ့်ချမ်းရေးဆွေးနွေးပွဲတွေမအောင်မြင်မှာကပွင့်လင်းစစ်ပွဲဆင်နွှဲမယ်လို့လည်းပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကသတိပေးထားပါတယ်။ကွာလာလမ်ပူမှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးပွဲကိုတက်ရောက်နေတဲ့အမေရိကန်တမန်တော်ဒေါ်နယ်ထရန့်ကတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်အကြားပရိပခကိုသူကြားသိရပြီးအလွန်လင်းမြန်စွာဖြေရှင်းသွားမယ်လို့အစည်းအဝေးပြင်ပမှာသတင်းထောက်တွေကိုပြောကြားသွားခဲ့ပါတယ်။ နရစရာသတင်းဌာနကနိုင်စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ narrator ကထုတ်လွှင့်တဲ့သတင်းတွေကို www.narrator.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ narrator ရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျမ်းမာရှင်လန်းချမ်းမြေကြပါစီရှင်။